ခန်းတက်သီယိုတိုဘုန်းကကလေးဆိုတော့မနှက်စာကိုတယောက်ထဲစားရတယ်အဖေကရှင်းနေပြီပြီသူ့အပေါင်းအသင်းတွေနဲ့ဝေဖန်လေကံဖို့ကော်ဖီဆိုင်မှာချင်းပြီးမနှက်ခုနှစ်နိုင်ဆိုအိမ်ကထွက်ပြီးအမေကလည်းရှင်းနေအမေကလည်းနှက်စာကိုသတင်းစာဖတ်ရင်ကော်ဖီတစ်ခွက်ပဲတောက်တာ10နှစ်ရှိပြီကိုအလေးချိန်မတက်အောင်လဲလीဒီတော့မိဖို့ကန်နေရစပွဲမှာသီယိုတယောက်ထဲမနှက်စာစားပါတယ်ဒီဆက်နေတဲ့စံပြုံးနဲ့လိမ်မောကြီးတစ်ခွက်ပုံမှန် နိုင်ငံကနိုင်ကိုတကြီးကြီးနဲ့သူစားတယ်။သူတို့အိမ်နိုင်ငံတိုင်းမှာနိုင်တွေရှိတယ်။အချိန်ကိုလေးစားသူတွေရဲ့အိမ်တွေအတိုင်းမှာပဲ။ဒါမဲ့တီယိုကဘယ်တော့မှအထီးကျန်တယ်လို့စိတ်ထဲမထင်ဘူး။သူ့မှာပေါ်ရှိရလိ။သူချိန်ကျမြင်ပေါ်မှာ သူ့လိုပဲမနစ်စာလွေးနေတဲ့သူ့အချစ်တော်ကြီးဂီရီယန်ဒီကောင်ကကာဗျာ။ဘာနဲ့ပါဆက်ကြတဲ့မျိုးရိုးမှန်းအတိအကျမသိရဘူး။အသက်ကိုလည်းမမှန်းတတ်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်ကတရိတ်ဆန်တရားရုံးမှာအသက်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေချိန်သူ့ကိုတီယိုကကယ်ထားလိုက်တာပါဒီဂျေဆုကိုဂီဒီယန်ကဘယ်တော့မှမမေ့ကျောင်းသွားရင်သူ့ကိုတီယိုနှုတ်ဆက်သွားမှဂျင်းနဲ့တယ်မနက်စာကတော့ခုလိုပဲတိတ်တိတ်ကလေးစားတတ်တကြတယ်ရှစ်နာရီထိုးရတဲ့တီယိုကဂန်ခွက်ရောက်ပြီးစီကျော်ပြီးပိုးတဲ့နိုဘလင်းကိုရေခဲတက်တာနဲ့ပြန်ထည့်အားလုံးပြီးမှအမိတီတန်ခံနဲ့ပြေးဝင်ပြီးပါးကိုနဲ့နှုတ်ဆက်တယ်တတော်ရမမမီ တပတ်မှ၅ချိန်မေးနေကြမေးခွန်းကိုမေးတယ်။ဒီနေ့သုံးဖို့မုံဖို့ပါပြီလား။အမြဲတမ်းပါပါတယ်မမေးကအင်္ကြာတွေအားလုံးပြီးရဲ့လား။ပြီးပါတယ်မမေး။ဘယ်ချိန်သားကိုတွေ့ရမှာလဲ။ចောင်းစင်းမမေးရုံငန်းကိုလာခဲ့မယ်လေ။ဒီကိုចောင်းကပြန်လာရင်မမေးစီအမြဲဝင်နေကြ။ဒါပေမဲ့မမေးကနေ့တိုင်းမေးတတ်တယ်။စပိန်စင်းရင်တတိထားနော်။ပြီးတော့ပြုံးဖို့ဘယ်တော့မှမမေးနဲ့။တီယိုရဲ့ ပစက်ထဲမှာသွားထင်းနေတထားရနှစ်နှစ်ရှိပြီသူဖြုတ်ချင်လာပြီအမေကနေ့တိုင်းပြုံးခိုင်းနေသူပြုံးလိုက်ရင်ကဘာကြီးပိုပြောစရာကောင်းလာမယ်မြအမေထင်နေလားမသိပြုံးပါတယ်မမေရဲ့အမေသားလေးတက်ဒီတိတ်ချစ်တာပဲသားလေးမမေကိုတိတ်ချစ်တာပဲတက်ဒီခေါ်ခံလိုက်ရပြီမြဲသူ ပြုံးနေမြဲကြောပွေးကိုလွှားကနေကြောပေါ်ပစ်တင်ပြီအိုးထုတ်ကိုဆောင်းရင်မမေကိုနှုတ်ဆက်ထွက်လာခဲ့တယ်ပြီးတော့ဂီရီယန်ကိုခေါင်းပုတ်ပြီးနှုတ်ဆက်လိုက်သေးတယ် စပိန်ပေါ်လွှာကနေခုန်တက်ပြီးဝက်ချူတွေပြန့်ကျဲနေတဲ့မော်လစ်လမ်းပေါ်မှာသူတအားနှင်းလာခဲ့တယ်။သူတို့နေတဲ့နေရာကဒီမြို့ကလေးရဲ့ရှေးဟောင်းရက်ကွက်စင်ဝင်အောက်မှာရပ်နေတဲ့မစ္စတာနန်နာရီကိုသူလှမ်းလက်ပြတယ်။သူကအသွားကကျဲပါလာတဲ့အိမ်ရှိလမ်းပေါ်ကိုတနေကုန်ထိုင်ပြီးငင်းနေတဲ့သူလမ်းအကွေ platform ပေါ်မှာ Mrs. Squad လို့အနာကသူ Mrs. Squad လို့အနာကသူဖြတ်လာခဲ့တယ်။ ဘာမှလက်မပြောလိုက်ဘူးဖွားကြီးကနားလည်းမချစိတ်လည်းတိတ်မနှမ်းတော့ဘူးလေလမ်းပြီးပြုံးပြတော့သူ့ကိုဘလို့မှမတုံ့ပြန်ဘူးတွားအတူတက်မလာဘူးအိမ်မှာမိကြံရိခဲ့ပုံရတယ်ခါຫນွေဦးမို့လေယူကလည်းတသုံးသုံးနဲ့ရာဒီဦးကအေးမြမြဲမျက်နှာရှိတတဲကတိုးနေတဲ့လေအေးတံကိုမမှုပဲတီကို စပိန်ကိုစွန့်နှင်းလာခဲ့တယ်အတန်းလေးကို၈:၄၀အရောက်သွားရမှလीကျောင်းမြုပ်ခေရေးချီလောက်ဆရာလေးတွေရှိသေးတယ် ကားရိချားတွေကနေကွိပတ်ကျော်တက်ပြီးတအားနှင်းလာခဲ့။မီးပွိုင်နေနေချိန်ကလွဲပြီးတလန်းလုံးမနာတဲ့သူနှင်းလာခဲ့။ဒါကတီအိုးရဲ့နှိပ်စက်သူကလုံနေချတောင်းလေးပြားလောက်ခီးရောက်တော့ရုံးတွေဆိုင်ကယ်တွေအဆိုင်တွေနဲ့ကုန်တိုက်တွေရှိတဲ့မြို့လေကောင်ကိုရောက်လာတယ်။စထရက်တန်ဘတ်မြို့ကလေးရဲ့မြို့နယ်တရားရုံးဟာမြို့လေကောင်ကအကြီးဆုံးအဆောက်အုံကြီးဒုတိယတက်မှာစားတိုင်းတတိယတက်မှာစားကြည့်ရိုက် ဘိုလ်လမ်းမကြီးရဲ့မြောက်ဘက်မှာအစင်တိုင်းတည်ရှိနေတယ်။မြကူဒရာနဲ့မလန်မကန်မှုရှုကင်းကလည်းတားတယ်။ယုံကြီးရဲ့ရှေ့ပန်းချင်မှာရှုကင်းကြည့်ဖို့မျှော်စင်းနဲ့စစ်အတွင်းကကြာဆုံးခဲ့တဲ့စစ်စစ်တီသွေးကောင်းတွေအများရဲ့ရုပ်တုတွေနဲ့ငကလေးတွေရေတောက်ရေချိုးဖို့ဈေးတိုင်းကလေးတွေဟာပနံတင်လာတယ်။ဒီတရားရုံးကြီးကိုတီကိုချစ်တယ်၊လေးစားတယ်။ရှေ့နေတွေရှုပ်ရှက်ခဲပြီးတရားဥပဒေစိုးမိုးရာတင်ဂေတာလို့သူထင်တယ်။ နေရင်တွေပေါ်ကချုပ်တင်မုံကြီးတွေမှာကြော်ညာတွေနဲ့ဖြည့်လို့ပြီးတော့အမှုအခင်းလိုက် အထက်အတိုင်းမှာရှိနေတဲ့ရုံငန်းပေါင်းများစွာပြီးတော့ဂျူရီလူကြီးမပါပဲစစ်တဲ့ရုံငန်းတွေဒုတိယတက်ကတရားရုံးချုပ်မှာရှစ်နေတွေနဲ့ပြားပန်းခတ်နေသူသူတို့ကိုကြည့်ရတာရောမခစ်သူရဲကောင်းတွေလို့တီယိုထင်းနေတယ်တရားသူတွေတရားသူကြီးတွေကတော့ရှင်မင်းတွေပေါ့အသက်73နှစ်ပဲရှိတဲ့တီယိုလေးဟာ အနာကက်မှာသူ့အနာကက်မှာဘာဖြစ်လာမယ်ဆိုတာမတွေးတတ်သေးဘူးတခါတလေအမှုလိုက်ရှေ့နေလှုပ်ဖို့သူအိမ်မက်မက်တတယ်လက်ဆွဲအိတ်ကြီးဆွဲလို့အမှုနိုင်တဲ့ရှေ့နေမျိုး နောက်တနေ့မှတရားသူကြီးဖြစ်ချင်းဖြစ်နေပြန်တယ်တရားမြတ်တွားမှုကိုဥထိတ်ထားမယ်ပေါ့အဲ့လိုပဲသူ့အတွေ့အကြုံဒီနေ့တမျိုးရောက်ရက်ခတ်နေတရားရုံးချုပ်ခမ်းမဆောင်ကြီးရဲ့မှာတင်းလာနေမနဲ့မို့လူတွေပြပန်းခတ်နေကြပြီ။ အမှုတွေတွေနဲ့ရှေ့နေတွေတီတိုတီတိုတဖမ်းဖို့ဒလီကမှစောင့်နေတဲ့လူတွေပြည့်ကျက်နေလို့ဒုတိယတက်ကိုတီယိုလေကတိတွေတစ်ထစ်ကျော်ပြီးနင်းပြီးပြည့်တက်လာခဲ့တယ်။အရှိဆောင်မှာလင်မယားကွာရှင်ပြဆဲခြင်းရှိနေုံနဲ့ရှိတယ်။သူ့မိကိုင်းတဲ့အမှုမျိုးတွေဒီအမှုကိစ္စတွေမှာတရားသူကြီးတဦးလေးဆုံးဖြတ်တာမို့ဂျူရီလူကြီးတွေမလိုဘူး။တရားရုံးငန်းကလည်းတသေးလေးအခန်းထဲမှာတီယိုကသူ့တင်ငယ်ချင်းကိုရှာတော့ရုံးငန်းတောင်မှာတွတ်တွေ့တယ်။ တသားခုံနှန်းရှိတစ်ခုပေါ်မှာထိုင်လို့မင်းကလေးကတည်တည်တွတ်တွတ်စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့တယောက်ထက်ထိုင်နေတာသူ့ကိုမြင်တော့ပြုံးပြပြီးနှကန်းစုံကိုလဝါနဲ့ချက်ချင်းပိတ်လိုက်တယ်။တီယိုကသူ့နားမှာဒူးချင်းထိပြီးကတ်ထိုင်ချလိုက်တယ်။သူကတခြားကောင်မလေးတွေနဲ့ဆိုရင်အနည်းဆုံးနှစ်ပေကွာမှထိုင်တတ်တယ်။ตาချင်းဘယ်တော့မှမထိဘူး။ဒါမဲ့ April Fanimo ကတခြားကောင်မလေးတွေနဲ့မတူဘူး။ ဖះเจ้าหน้ามาဖွင့်ထားတဲ့မူโจတက်ကလေးကခင်းငဲကြတဲ့ငယ်တငယ်ချင်းအဲ့ဒီတုန်းကသူတို့နှစ်ယောက်လုံး၄နှစ်ပဲရှိသေးတယ်။ကစားဘောကစားပတ်တူတည်းမှာအခင်ဆုံးဖြစ်ခဲ့ကြတယ်။ခုတက်တီတငယ်ချင်းလို့ပေါင်းလာခဲ့ကြပြီမဲ့ဟိုဒီဒီမဖြစ်ခဲ့ကြဘူးငယ်သေးတယ်လေ။သီယိုတို့အတန်းထဲမှာသူနဲ့ရွယ်သူ73နှစ်သားကောင်းလေးတယောက်ကအီစာရီပါရီထားတက်နေပြီ။သူတို့နှစ်ယောက်ကတော့အဲ့ဒီလိုမဟုတ်ဘူး။မောင်ချစ်နှမချစ်နဲ့တွေ့တာခဲ့ကြတာ။ဧပြီမှာလောလောဆယ်ရေပေါ်ရေပတ် တူတူပေါ်တငယ်ချင်းလိုအပ်နေချိန်မှတီယိုရောက်လာတာကိုဝမ်းသာအားရဖြစ်သွားတယ်။ April အဖေနဲ့အမေကွာရှင်းကြတော့မှမို့ဒီတရားရုံးငန်းလေးကိုရောက်နေကြတာလေ။တော်ပါတည်းရဲ့သူ့အမေရုံးကိုရောက်မလာလို့ April မိဘတွေကွာရှင်းကြတော့မယ်ဆိုတဲ့သတင်းထွက်လာကြတော့ဘသူအမအံ့ဩကြဘူး။ April အဖေကခက်ကြောင်ကြောင်ရှေးအောင်ပစ္စည်းဝယ်ရောင်းအလုပ်လုပ်တယ်။ပြီးတော့ညကလက်တီဝိုင်းတခုမှဒရန်တီးတယ် ခီးတစ်ခါတွေ့ရင်အနည်းဆုံးတစ်ပတ်လောက်ကြာတယ်။သူ့အမေကစိတ်တွေမွေးပြီးစိတ်နှုတ်ကို cheese လောက်ရောင်းနေ။တစ်မြို့လုံးကိုကားဝါကြီးတစ်စီးနဲ့လှက်ပတ်ပို့တယ်။ကားကြီးကနေဗန်ရင်ကို ပြင်ပြင်ထားတဲ့ကားဟောင်းအစုပ်ကြီး။ကားမှာဆွဲထားတဲ့ကြော်ညာပုံကနှကမ်းမွေးစုပ်ဖွားနဲ့မြောက်လွဲကြော်တကောင်။နှလုံးမြူးတဲ့နှွက်ကိုခွစီးပြီး cheese အခဲတွေဝါးစားနေတဲ့ပုံ။ဒါမှမဟုတ်ရောက်မကောင်းပါဘူး။တေယုတ်အဖေ Mr. မစ္စတာဘွန်ကသူတို့မိသားစုကိုမှတ်ချက်ပေးဘူးတယ်။လူအတိုင်းဝိုင်းအပြင်ဘက်ကလူစားမျိုးတွေပါကွာတဲ့။အတိတ်တွေကိုတီယိုလည်းသိမ့်နာမလဲဘူး။ဒါပေမဲ့မင်္ဂလာရှိတဲ့ဇာတ်မဟုတ်မှန်းလို့သူတိလိုက်တယ်။သူတို့လင်မယားနှစ်ယောက်ကစေးမှုနဲ့ထောင်နှန်းဆန်ဖို့ရယ်။တိတ်တော့မကြာလိုက်ဘူး။ဟင်းနေကောင်းရဲ့လားဧပြီ။သူ့ပုံကိုကြည့်ပြီးတီယိုကမီးလိုက်တယ်။မကောင်းဘူး။ဒီညာကြီးလာရတာကိုကတိတ်စိတ်ညစ်တယ်။ဧပြီမှာအကူတယောက်အမတယောက်ရှိသေးတယ်။ အကိုနာမည်က August အမက Match နှစ်ယောက်လုံးကအိမ်ကထွက်ပြေးသွားကြတာကြားပြီအကိုလို့သူကထက်တန်းအောင်ပြီးတာနဲ့အိမ်ကထွက်ပြေးသွားတာ Match ကတော့ဆယ်ရန်ချပြီးမှမျိုးကနေပျောက်သွားတာအဲ့ဒီတော့ကသူ့အသက်16နှစ်ပဲရှိသေးတယ်ဒီတော့ April တယောက်တည်းကျန်ခဲ့ပြီးအဖေနဲ့အမိတန်ကိုစုခံရတော့တာပေါ့ဒါတွေကိုတီအားလုံးသိနေတယ်အေပရီကသူ့ကိုတူတူပေါ်ဖြစ်နေရင်ဖွင့်ခဲ့လို့ပါ တီယိုကအမြဲနားထောင်ရသူငါဘယ်သူနဲ့မှအတူမနေချင်ဘူးမိဘတွေအကြောင်းသူရင်ဖွင့်ပုံမှာတနာစရာကောင်းလာပါတယ်တီယိုကအတွင်းသည့်အစင်သည်မဟုတ်လားသမီးပေါ်သူ့အဖေနဲ့အမေဆက်ဆံပုံကိုတီယိုကရုံမိုးဆက်ဆုပ်ခဲ့သမီးကလေးပေါ်သူတို့ဘလောက်ရဆက်ခဲ့တာလဲတီယိုကချိခဦးမှာတိထားသူလေဒါကြောင့်သူမိဘတွေကိုဧပြီအသေးလေးမုန်းနေခဲ့တာပေါ့သူတို့နဲ့အတူတူနေဖို့ထက်တီရာကားမှကောင်းမယ် ။တင်ငယ်ချင်းကစားဘော်တွေထဲမှာသူတို့အိမ်ကိုရောက်ဖူးတဲ့ကလေးတယောက်မှမရှိဘူး။သူ့ဖေနဲ့အမေကွာရှင်မှုကတရခွင်မှာ၃ရက်ကြာခဲ့ပြီ။ဒီနေ့ဧပြီတယောက်ထဲဝက်ချန်နဲ့ဝင်ပြီးတက်သေးခံရမယ်နေ့။ဒေယားတကြီးကမေးတော့မယ်။ဖေနဲ့နေချင်လား၊မင်းနဲ့နေချင်လားဆိုရဲမေးကုန်။ဧပြီဘလို့ဖြေရမှန်းသိမှာမဟုတ်ဘူး။ဒီလိုတယောက်ထဲတွေးနေတယ်။သူတို့ကရောဧပြီကိုလိုချင်ကြလို့လား။နောက်စလုံးကသူ့ကိုပြစ်စက်လက်ခတ်ထားခဲ့ကြတာပဲ။ မိဘမေတ္တာကိုဧပြီလုံးဝမခံစားခဲ့ရဘူးဘူးလေဒီတော့တရားတကြီးကဒီလိုမိကုံမျိုးမိခဲ့ရင်သူပါဖြေရမှန်းတိမှာမဟုတ်ဘူးဒီအကြောင်းသူတို့နှစ်အကြာကြီးထိုင်ပြောခဲ့ကြတယ်ဒါပေမဲ့အဖြေမထွက်ခဲ့ပါဘူးတေယုတ်အထင်တော့ဖေရောမေမေရောဖေကပါသူ့ကိုယူကျင်ကြမှာမဟုတ်ဘူးသူကသတင်းတွေကြားထားပြီးသားဒါပေမဲ့ဧပြီကိုတခေါက်မှပြန်မပြောခဲ့ဒါဆိုအဲ့လိုမိကုံမေးလိုက်ရင်ဘယ်လိုဖြေမလဲလို့ သူ့ကိုမေးလိုက်တယ်။တရားသူကြီးကအဲ့လိုမေးလိုက်ရင်ဘသူနဲ့မှမနေချင်ဘူး။တင်ဖော်မာနေတဲ့ဒေါ်လေးဖက်ကီစီတွားနေမယ်လို့ပြောလိုက်မယ်။သူကတော့နင့်ကိုလက်ခံပါတယ်လား။လက်ခံပါပါ။နင်အဲ့လိုမပြောရဘူးလေ။မသေးချပဲနဲ့။ဒါဆိုငါဘလို့ပြောရမလဲတီယို။ငါမိကတော့နင့်ကိုနင့်မင်းနဲ့အတူနေစေချင်ပါပဲ။နင်မနေချင်မှန်းသိရလေ။နင့်မှာရွေးစရာလမ်းမှမရှိတာ။ တရားသူကြီးကဘလို့အမိန့်ချမလဲမသိဘူးဟုတ်တယ်နင်၁၄နှစ်ပြင်နင့်ပတ်တန်နေရေးချက်ခန်းရှိဒါမဲ့၁၃နှစ်ပဲရှိသေးရောတရားသူကြီးကရွေးပေးလိမ့်မယ်ငါမေကိုမေးကြည့်တယ်ကလေးအုပ်ထိန်ခွင်ကိုဒီတရားသူကြီးကဘယ်တော့မှအဖေတွေကိုမပေးဘူးတဲ့မေတွေကိုပေးတာများတယ်တဲ့ဧပြီကဂျင်းမောင်မီနဲ့တော်စီပနက်ဝတ်ထားတယ်ဆွေတာကအပြရောင်မင်းကလေးဆန်ဆန်ဝတ်လိမ့်မရှိဘူးဒါပေမဲ့ယောက်ျားလေးနဲ့လုံးဝမတူပါဘူးပါဘော်ကိုကြာလာတဲ့မျက်ရည်တွေကိုသူတုတ်ပလိုက်တယ် ဒါပေမဲ့အိမ်တွေလုံးဝမပြတ်ဘူးစီစုထမတဲ့တီယိုရဲ့ငါနဲ့အနာမနေပေးချင်ပါတယ်ဟာငါကလည်းနေနဲ့အတူတူကြောင်းတက်ချင်တာသူတို့နဲ့ကြိုးစားပြီးရည်လိုက်ကြတယ်တီယိုကတင်းထားနော်ဧပြီငါနဲ့အကြောင်းပဲတွေးနေမှာပါစီစုပါတီယိုရဲ့တီယိုသဘောအချဆုံးတရားသူရှင်မင်းကဟင်ရီကန်ထရီနမေကျော်တရားသူကြီးရဲ့ရုံးခန်းကိုသူ့ရောက်တော့၈နိုင်၂၀ဖြစ်နေပြီတရားသူကြီးရဲ့အတွင်မှုမြို့သမီး Mrs. Hardy ရုံးခန်းကိုရောက်တော့အလုရှုပ်နေရကနေလှမ်းနှုတ်ဆက်တယ်။မင်္ဂလာပါတီယိုတီယိုကပြောမိ။မင်္ဂလာပါ Mrs. Hardy အမျိုးသမီးကအမျိုးသမီးကြီးကတီယိုအမေအရွယ်မိမချော်ကြီး။တရားရုံးအတွင်းမိုးတွေထဲမှာတီယိုသဘောအကျဆုံး Belief စရေးတွေထဲမှာတီယိုအကျိုက်ဆုံးကမိသားစုရေးရာတရားရုံးကဂျနီးဆိုတဲ့အမျိုးသမီး Mrs. Hardy ကိုတီယိုက ကျွန်တော်တရားစီရင်ခံ ድሪ နဲ့တွေ့ချင်လို့ပါအန်တီသူအထင်းမှရှိပါတယ်နော်အေးရှိပါတယ်ကွဒါမှသူအလုရှုံနေတဆိတ်ပြကျွန်တော်10မိနစ်ပဲကြာမှာပါအမျိုးသီးကြီးအမျိုးသမီးကြီးကကော်ဖီကိုတစ်ချိုင်မော့ပြီးနက်ဖန်စီရင်ချက်ချမဲ့အမှုနဲ့ဆိုင်လိုက်ရင် ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့အခြေခံဥပဒေနဲ့လူအခွင့်အရေးသင်တန်းချိန်မှာဒဒန်းလုံးနားထောင်ခြင်းလို့ပါအဲ့ဒါနေရာရဖို့တရားစီရင်စီမှာခွင့်ဆောင်ခြင်းလို့ပါအန်တီမစ္စဆာဒီကမျက်ခုံးကိုတွန့်ပြီး อืมရပါမလားမသိဘူးအန်ဒီတိတလောက်တခန်းလုံးပြည့်ရှက်နေမှာကျွန်တော်ခဏလေးတွေးပြစီအန်ဒီမင်းတို့အားလုံးဘယ်နည်းအောင်လဲအားလုံး16ယောက်ခမကျွန်တော်တို့ random မှာထိုင်ရလဲဖြစ်ပါတယ်ခမ Mrs. Hardy ကမျက်ခုံးတွန်ထိုင်ရင် ဖုန်းကိုဖုန်းကောက်ကင်လိုက်တယ်ခဏစောင့်ပြီးသူတောင်းတောင်းမမှန်ပြောပြရှာတယ်ဟုတ်ကဲ့ရှင်တီယိုတိုဘုံလေးရောက်နေပါတယ်ခဏတွေးပြစီတယ်ရှင် တစ်ဖက်ကပြန်ပြောတာကိုခဏဆောင်နှထောင်ပြီးတရားသူကြီးရုံငန်းကိုလည်းညှို့ထုတ်ပြရင်တီကိုလှမ်းပေးပဲမမြင်တော့တီကိုစက္ကန့်ပိုင်းနဲ့ဖိုင်နဲ့တောင်းလို့ပုံးနေတဲ့အရာမွဲ့စပွဲကြီးရှိမှတီကိုရက်နေပြီဒီလောက်ကြီးရဲ့စပွဲကြီးကိုသူတစ်ခါမှမမြင်ဘူးဘူးတရားသူကြီးရဲ့အရှိန်ဝါပဲလို့တီကိုထင်လိုက်တယ်ခဏနေမှ သူ့ကိုကောင်းထောင်ကြည့်ပြီးတရားသူကြီးကစကားစားတယ်ကဲဆိုတရားသူကြီးကဝေယုံနေခြင်းချုံမထားသေးဘူး ုတ်ကဲ့တရားသူရှင်မခင်ဗျာနက်ပန်တရားခွင်ကိုကျွန်တော်တို့ကျောင်းကအခြေခံဥပဒေနဲ့လူခွင်ရေးတန်းချိန်မှာတန်းသားတွေလာပြီးနားထောင်ခြင်းလို့လေ့လာခြင်းလို့ပါခင်ဗျာရန်ဒမ်မနီယာရလည်းဖြစ်ပါတယ်ခင်ဗျာအော်ဟုတ်လားဟုတ်ပါတယ်ခင်ဗျာဘယ်နှယောက်လဲအတန်းသား16ယောက်နဲ့ဆရာမောက်မှာဆိုရင် အားလုံး18ယောက်ပါခင်ဗျာတယောက်ကြီးကဖိုင်နယ်ရယ်ဆွဲယူပြီးဖွင့်ဖက်နေငါ့ကိုမိမများသွားလိမ့်ပြီလားဆိုပြီးတီယိုကတတိဆွဲရက်နေရင်တွေးပူလိုက်မိတယ် 15စက္ကန့်လောက်ကြာမှတရားသူကြီးကပြုံးစားကြီးပြောလာတယ်18ခုံ run 18ခုံ brander ဘယ်ဘက်အရှိဆုံးတက်မှရမယ်မီလစ်စေးကြီးကိုပြောလိုက်မယ်တေဝနားထောင်ကြနော်စိတ်ချပါတရားသူကြီးမင်းခင်ဗျာအေးအေးမင်းတို့အကြောင်းဆရာကြီးစီ email တစ်စောင် message စာတွေပို့ပေးလိုက်မယ် okay နော်တေဝကျေးဇူးတင်ပါတယ်ခင်ဗျာကဲတော့ငါလုံးများနေတဲ့အတွက် sorry ပါကွာကျေးဇူးတင်ပါတယ်ခင်ဗျာ တီဝတ်တကားစီပြေးသွားမယ်ဟန်ပြင်းတော့တရားသူကြီးကလှမ်းပြန်လှမ်းမေးလိုက်တယ်။ဒီအမှုမှာ မစ္စတာတက်ဘီအပြစ်ကျူးလွန်တယ်လို့မင်းထင်တာတီကိုတီကိုကဒု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 ပြင်ပြလိုက်တယ်။ချိရတာသူလွတ်မဲ့ပုံပဲခမရ။ဟုတ်ပြီမင်းငေါဘလို့ထင်လဲ။ကျွန်တော်ကတော့သူတက်တာလို့ထင်တယ်ခမရ။တရားသူကြီးကမတိမတာခေါင်းညှိလိုက်ပေမဲ့သဘောတူတဲ့ပုံမျိုးတော့မဟုတ်ဘူး။ တီယိုကတရားသူကြီးကိုမေးခွန်းလှမ်းပြန်လှမ်းမေးခွန်းထုတ်လိုက်တယ်။အန်ကေတရားသူကြီးကရောဘယ်လိုထင်ပါသလဲ။နောက်ဆုံးကြမှာတရားသူကြီးကပြုံးလိုက်ပြီ။ငါကဒီဘွဲမှာတိုင်လူကြီးလေကွာ။တိုင်လူကြီးဆိုတာဘယ်ပတ်မှမလိုက်ရဘူးကွ။သူ့မှာအပြစ်ရှိရမရှိဘူးဆိုတာမလို့မှကြိုမပြောနိုင်ဘူး။ဟုတ်ကဲ့။တရားသူကြီးဒီလိုပြောမယ်ဆိုတာကျွန်တော် ကြိုတွက်ထားပြီးသားပါခင်ဗျာ။ကျေးဇူးပါတီယို။ဟုတ်ကဲ့ခင်ဗျာမနေ့ဖန်ကျွန်တော်တို့လာခဲ့ပါမယ်။ ပြောပြီးတီယိုကပြေးထွက်လာခဲ့တယ်။ Mrs. Hari ကခါထောက်ပြီးရဲ့နေရာကတရားသူတွေနဲ့အတင်းတွေးကန်တောင်းနေတဲ့ရှင့်နေဟင်းနေရာကိုစူးစူးဝါးဝါးကြည့်နေတယ်။ပြီးတော့သူတို့သုံးယောက်စလုံးတရားသူကြီးအခန်းစီရှောက်သွားကြတော့သူကအမျိုးသမီးကိုကြည့်ပြီးစီစွတ်တမာတဲ့အန်တီလို့ပြောပြီးပြေးလာခဲ့တယ်။ပိုင်းတက်ပြီးပါပြီ။ဒီနေ့ကိုတပိုင်းပဲဖျက်ပြမှာဆိုတော့ တပိုင်းမျိုးပဲနားထောင်ပြီးပြန်ပြီးတော့ဝတ်သားကိုဖတ်ကြည့်ပါနားမလည်ရတာရှိလို့ရှိရင်တော့မိချင်းဒီချက်ရဲ့ချက်ပေါက်ကိုပဲဖြစ်ဖြစ်မေးနိုင်ပါတယ်ဘိုင်ဘိုင် see you tomorrow